အိမ်မက်ကဘာလို့အမြင်ရတဲ့ဝိတုတူလေးကိုဖတ်ပြပေးကြပါမယ်။နာတော်တအဆင်ပြေကြပါအောင်ခင်ဗျာ။မမေတကယ်လို့ဒါတမလွန်ကနေပြီးမမေတိဆွမ်းနိုင်ရင်တမီးတယောက် စာရေးသူဘဝရောက်နေတာကိုမမေကတော့အံ့ဩမှာပဲ။စာရေးသူဆိုတာ စာရေးဆရာမဟုတ်သေးဘူးအမေရဲ့ဆရာဆိုတဲ့ဟောဟာရာထဲမှာသင်ကြားပို့ချနိုင်ရင်ဆိုတဲ့ဝိဒေတာကပါသေးတယ်။စာရေးသူ ဆိုတာကတော့ဖြစ်ပျက်နေပါလေဆိုတဲ့အကြောင်းတရားတွေကိုသာတင်ပြနိုင်တယ်။ ယ်သူ့ကိုမှညွန်ပြတင်ကြခြင်းမပြုနိုင်လေဘူးအမေရဲ့အမှန်တော့မိမိကဘဝအကြောင်းတွေကိုအသက်ရှင်နေကတမိကိုတင်ကြခဲ့လို့တမိတယောက်တည်းဇာတိရင်းနေတာပါတမိဘဝမှာခံစားခဲ့ရတဲ့ဒုက္ခဒုက္ခတွေကအများကြီးပဲဒီဒုက္ခဒုက္ခတွေအပေါ်မှာဆင်ញင်ပုံဆင်ញင်နီးလိလာပုံသုံးတန်နီးတွေကတော့မိမိတင်ခဲ့တာတွေပါအမေတည်သွားပြီးမှကဘာကြီးကကြဲကြဲလာလိုက်တာအမေရဲ့တကယ်ပြောတာပါအမေကဘာကြီးကြဲပြောတဲ့လောက် တမီလိုက်လိုက်ပြေးလိုက်တာဖက်ဖက်ကိုမောနေတာပဲအရင်ကတော့တမီဆိုတဲ့တတ်မှတ်ထားတဲ့နေပယ်လေးမှသာတမီခံတမီနိုင်အောင်ကရရတော့မောလာတယ်မရှိဘူးမမေရဲ့မမေမရှိတော့စုံနေတာပဲကလိုက်ရတာဆန်မျိုးမကဘူးအမေခန်းလေးပါရဲ့ငွေရှာသူအဖေခန်းလေးပါရဲ့လူမှုဆက်ဆံရေးအခန်းလေးပါလိုက်သေးတယ်ပြီးတော့ကိုကိုကိုအနစ်မခံနိုင်သေးတော့စူးစမ်းတင်ကြရချင်းဆိုတော့ចောင်းသားခန်းကလည်းပါသေးတယ်အမေရဲ့ ်ဒီတော့သမီးကားရတဲ့အခန်းတွေကမများပြဘူးလားသမီးကဘာကလည်းမကျယ်ဝန်းပြဘူးလားကျယ်ဝန်းနေဆိုတဲ့အထိတ်ပဲထဲမှာအမေကအနေထိုင်သက်သာချောင်ချီတယ်ဆိုတာကိုထည့်တွေ့မိမှာပဲတကယ်ဆိုတော့ကျယ်ဝန်းနေအင်ကြီးတဆောင်မှာဂျင်ခန်နေရသူတယောက်အနေနဲ့ပါဝင်ရရင်တော့သက်သာချောင်ချီတာတွေတာယာဝပြောတာတွေကိုရေးလို့မကုန်နိုင်မိဘူးပေါ့သမီးအနေနဲ့ကတော့အလုသမာတရားအောင်နေနဲ့ပါဝင်နေရတော့ကဘာကြီးကျေပြောတဲ့လောက်မောလာတဲ့အမေရဲ့တောင်းခါလေးမစိတ်လှဘူး တမီးရဲ့အလုပ်တွေကိုတမီးဟာတောင်းဆရာမလုပ်နိုင်ဘူးဆိုတော့တမီးညံ့လို့ပဲလို့မမေကယူဆမှာပဲမမတယ်အမေတကယ်တော့တမီးကညံ့ပါလေအကြီးအချင်းလည်းမရှိပါဘူးဒါပေမဲ့မတတ်နိုင်ဘူးအမေမလုပ်ချင်လို့လည်းမဖြစ်ဘူးလုပ်နေရတာပဲစိတ်ကိုငွေကြိုးစားရှာမယ်ဆိုတဲ့အပိုင်းမှာပဲတတ်မှတ်ထားလို့မရသေးဘူးစာကိုပဲကြိုးစားမယ်လို့လည်းမကန့်တတ်နိုင်ဘူးအိမ်သားတယောက်နေမကောင်းဖြစ်လာပြန်နေဆိုရင်လေအလုပ်ခွင်ကခဏထပြီးတော့ဆေးဆရာများစီပြေးရလွှားရသည် သူတို့တွေကတယောက်ပြီးတယောက်ဆိုသလိုခဏခဏမောကြလေတော့တနာကြလေးတွေပဲအမေမရှိတဲ့နောက်ပိုင်းမှာသူတို့ဘောသမီးကတာဝန်ချေဦးမှဖြစ်မယ်မဟုတ်လားအမေရဲ့ကုရင်တရင်နဲ့ငွေမရှိသေးဘူးဟေးဆိုပြန်တော့လေသမီးတယောက်ပြေးလွှားပြီးငွေချလိုက်ရသေးတယ်အမေအသက်ရှင်ခြင်းကလောကနဲ့ဓမ္မအကြောင်းကိုဘလို့ပဲလက်ထပ်တင်ကြားခဲ့တယ်ဆိုပေမဲ့လောကအကြောင်းမှလည်းသမီးဟာသိမကျွမ်းကျင်လာဘူး အမေလောက်ဓမ္မတရားကမပြေဝလေတော့တမီးနှလုံးသားမှာလေတိခန့်စိတ်ဟာတိတ်မရှိဘူးဒီတော့အမေတယောက်လောကမှာဆက်ဆံရေးပြေပြစ်တယ်လို့တမီးကမပြေပြစ်ဘူးအမေချေရာကိုမနှင်းနိုင်ဘူးပေါ့အမေမမေတည်သွားပြီးတဲ့နောက်ယင်ထဲမှာဟာလိုက်တာဘယ်ပြေးလို့ဘာလို့ရမှန်းမသိဘူးတမီးရဲ့မာနစိတ်တွေဒီမခံနိုင်တဲ့မဟုတ်မခံစိတ်တွေဖယ်တော့မှဥမညွတ်ချင်တဲ့ခေါင်းမစိတ်တွေအနတ္တသဘောကိုလက်မခံလို့တဲ့စိတ်လို့ဆိုရမပေါ့မီး ဘယ်တော့မှမဆိုငါလုံးရင်ဖြစ်ရမင်းရေဆိုတဲ့စိတ်သူတစ်ဖက်သားကကိုယ့်ကိုဝေဖန်ရင်လှုပ်ရှားပြောင်းလဲလွယ်တဲ့သမီးရဲ့နှုတ်သေးတဲ့စိတ်ကိုထိမ့်ပေးမဲ့သူမရှိတော့ဘူးအရင်တုန်းကစိတ်ထဲမှာဘဝကိုရှောက်ရတာရဲတယ်ဘာပဲဖြစ်ဖြစ်အမေကနောက်မှရှိနေတာကိုခုလိုနည်းနည်းရင်လေးတဲ့အမေရဲ့ချေလျှောက်သမီးမားတွေဘလောက်များတွေ့အောင်မလဲလို့တွေ့တွေ့ပြီးစိတ်မောမိပါရဲ့ပြီးတော့ဟိုတုန်းကနောက်ပိုင်းကလုံနေလေတော့အပြင်အလုပ်တွေမှာလည်းသမီးကခြေကုန်ကခဲ့ပါတယ် ။တမိမှဒုက္ခတွေတွေ့လာရင်ဖြစ်ဖြစ်မအောင်မြင်လာရင်ဖြစ်ဖြစ်မိမိရင်ထဲကိုပြေးဝင်ပြီးခေါင်းငုပ်ပြီးငိုလိုက်တာပဲ။ရှုံးခဲ့ရင်လည်းရှုံးခဲ့တာတွေကိုရင်ထဲမှာတလုံးမကျန်အကုန်ပြန်ပြောလိုက်တာပဲ။အမှန်တော့တမိအပူတွေကိုအမေ့ပြေးလိုက်တာပေါ့လေ။တမိကအတော်တတ်တိကြောင်တရေပေါ်နေတဲ့ကောင်မလေးပဲ။ကိုမေကိုတိတ်အားကိုပြီးဘာမဆိုအမိသာပုံချလိုက်တာပဲနော် အမိကသမီးရဲ့အားကိုရာမိခိုးရာလဲလျောင်းရာတီယာမိယာပဲကို မိမိကဆိုမယ်မိမိမဆုံးငင်လေးမှာ သမီးဘဝမှာအဖို့ဖြစ်နိုင်မဲ့လူတယောက်ကိုသမီးနဲ့အတူထားခဲ့တယ်မဟုတ်လားကွယ်လို့ပြောမှာပဲမှန်ပါတယ်မိ အမိထားခဲ့တဲ့လူဟာတကယ်လေးတော်ပါတယ်သမီးဟာလူရွေးတော်တယ်ကောင်းပါတယ်သူ့နှလုံးသားထဲမှာလောကနဲ့ဓမ္မကိုဆင်ញင်းတဲ့တရားဟာလေအမိလိုပါပဲသူ့စိတ်ထဲမှာဓမ္မရှိနေတာကိုသမီးကပို့ပြီးသဘောကျတယ်ဒါပေမဲ့ဘာဖြစ်လို့ဒုက္ခဖြစ်လာရင်သမီးဟာသူ့ရင်ခွင်နဲ့ပြေးမဝင်တယ်လေ ရှုံးခဲ့တာတွေနိုင်ခဲ့တာတွေကိုတလုံးမကြံအမိကို ပြောတယ်လို့မပြောတည်းလေလို့အမိကမေးပြလိမ့်မယ်။ကျမတို့မှာမိမလို့ပဲတမိကဖြေခြင်းတယ်။ခက်တယ်အမိမိမဆိုတာတွေဟာတော်တော်ခက်တယ်နော်။အမိကြတော့ပူသည်မရှင်ဝမှမချမ်းဘူး။ပြစ်ပုံလိုက်တာပဲ။ကိုယောက်ျားကြတော့အမိရေကိုဒုက္ခဖြစ်တာတွေကိုသိတောင်မသိစေခြင်းဘူး။ကိုစိတ်ဝေဒနာတွေခံစားရတယ်လို့မခံစားစေခြင်းဘူး။ဖုံးတန်တာဖုံး ဖြစ်တန်တာပြီသူပဲလိုက်ရတာဒီရင်ထဲမှာမျိုးသိထားရတာဒီလေမပြောပါနဲ့တော့အမေကတော့ရေမှာပဲတဲတက်တဲ့မိန်ကလေးလို့လဲဆိုမှာပဲသူတို့လင်ကြတော့သူတို့တိတက်လိုက်တာလို့ပြောမှာပဲပြောတော့အမေကြီးပြောတော့တမီးလဲဝန်ခံပါတယ်မိမဆိုဒီလိုပဲမဟုတ်လားမေမိမိငငယ်တုန်းကလည်းစိတ်ညစ်စရာတွေရှိတယ်ဖြစ်ဖြစ်ကိုမပြောခဲ့ဘူးမဟုတ်လားတခါတခါတော့တမီးကတိတိကျကျပြန်တွေးကြည့်တယ်စိတ်ပျော်စရာအကြောင်းတွေလောက်သား ကိုချစ်သူကိုပြောပြပြီးဒုက္ခကိုမပြောရတာဟာဘာဖြစ်လို့လဲလို့ချက်ချင်းတော့စိတ်ကပြန်ပြေတယ်ကိုလင်သားကိုငဲလို့ပေါ့တဲ့မှန်ပါတယ်ဒီတစ်ချက်ကလည်းမှန်ပါတယ်ကိုပြီဝင်တော့ကရောက်တယ်လို့မရောက်စေခြင်းဘူးပေါ့ဒါပေမဲ့အဲ့ဒီအဖြစ်ရဲ့နောက်ပိုင်းမှာတကယ်တိကျတဲ့အဖြစ်တစ်ခုကလည်းထွက်လာပြန်တယ်ဘာလဲဆိုတော့မယုံလို့တဲ့တမီးရဲ့ဒီစကားကိုသာ သူတို့ကြားရင်လင်သားအနေနဲ့လောကဘက်မှာဝင်ကပြရတဲ့ယောက်ျားတွေတိခန့်နိုင်ကြမှာမဟုတ်ဘူး သူတို့ဟာအမိတယောက်လောက်မှယုံကြည်အားထားမခံနိုင်ပြီဘူးလားလို့မိကုန်နေထုတ်ကြမှာပဲတကယ်တော့အမိတူတူလေးအမိကိုကပ်ပြောပြရစီသူတို့ကိုတကယ်ကိုမယုံရဲဘူးတမိတယောက်ဟာဘာတွေပဲပြစ်မှုတွေလုပ်ခဲ့လုပ်ခဲ့နောက်ဆုံးအမိကိုပဲဒုက္ခရောက်အောင်လုပ်ခဲ့အောင်တော့အမိရင်ဝင်မှာခေါင်းတစ်ချက်ဝှေ့လိုက်ရင်အမိနှလုံးသားတွေဟာအရေးပြောပြီးတမိကိုမတိုင်းစားနိုင်တဲ့မြေတားနဲ့ခွင်းလွတ်လိုက်တာပဲမဟုတ်လားအမိယောက်ျားကြတော့မရဘူးအမိဘာပြည့်မှမလုပ်ပဲဒူးညို့ပြီး ခရတာတောင်မှသူတို့မလိုလားရင်မနိုင်တနိုင်ခြေတော်နိုင်နိုင်သိမ့်ပြီးပြေးရတာပဲပြီးတော့လေဒုက္ခတွေဆိုပါတော့ကိုရင်နဲ့ရှိသည်မြပူသည်မြပုံချပြီးအမေပြောတယ်လို့တတွတ်တွတ်ပြောလို့မရဘူးအမေနေတိုင်းနာပူပန်သည်မြတော့ကတွေကိုပြော့ချရင်ကြာတော့အင်မတန်ကြီးတိုက်တဲ့အပူတိုက်တဲ့မိန်ကလေးဆိုပြီးမကြခင် ပြေးမှာပေါ့အမေတေချပါတယ်အမေရဲ့ပြေတော်မူကြတဲ့နောင်တော့နောင်တော်တွေကိုလည်းတမိတွေ့ခဲ့ပါပြီ။စွန့်ပစ်ခံရတဲ့အမတော်များကိုလည်းတွေ့ခဲ့ရပါပြီ။ အဲ့ဒီအကြောင်းတွေကြောင့်ဆိုပါတော့အမေသမီးကဘာမှမဆိုမျိုးသိနေတတ်တယ်အရင်ကလိုရင်ထဲမှာဘာမှမထားတတ်ဘူးဟော်ဟော်တိုင်းတိုင်းပြောချမှာဆိုတဲ့ပွင်လင်းနဲ့တချူလိုစိတ်တွေအလိုလိုပျောက်သွားတယ်တဘာဝဟာမိမတွေကိုအလိုလိုတင်လာတယ်ထင်ပါရဲ့သမီးရဲ့စာဟာရှည်လုံးတော့တီးခံဖတ်ပါအမေရဲ့အမေကိုမပြောပြရတာကြာပြီမဟုတ်လားအမေနဲ့သမီးခွဲကြတာရှင်းနှစ်ကစုံလာပြီဆိုလေးနှစ်ပြည့်ကြတော့မယ် ဒါနဲ့တမိဘာကြောင့်အစာရည်သူဖြစ်ရတယ်ဆိုတာပြောရအောင်မယ်။တန္တရာမှာကျင်လည်ရင်းဆိုပါတော့တမိရင်ထဲမှာလည်းဒုက္ခဒုက္ခတွေဟာပြုတ်သိမ့်နေတာပဲ။တချို့ကိစ္စတွေဆိုတမိဟာမပြေရှင်းတတ်ဘူး။အမေကလည်းမရှိရတော့ဘယ်သူ့ဘဝမှာရင်းနှဲကကိစ္စကိုဖွင့်မပြောရသေးတယ်လို့ဖြစ်နေတယ်။အောင်မြင်လာတဲ့အခါအဆိုအရေးမကြီးဘူး။ရှုံးလာတဲ့အခါအဆိုနာနေတဲ့နှလုံးကိုဖုံးပြီးပြုံးရတာတော့နှုံးတာမရှိဘူးအမေရဲ့။ ဒီခါများဆိုရင်တမီးလေးငငယ်တုန်းကလိုအမေရင်ခွေမှာကောင်းထားပြီးရှိုက်ရှိုက်ပြီးငိုလိုက်ချင်ပါရဲ့အမေရဲ့အမေထားခဲ့တဲ့ကိုဆိုတာကလည်းတမီးနဲ့အတူတူနေရတဲ့အချိန်တွေကနည်းပါတယ်ဒီတော့တမီးဟာခြေဥတဲ့ရဆိုသလို၆သွားတာပေါ့အမေဒီနေ့တော့ချီကျူးပွဲတစ်ခုကိုတမီးရောက်သွားတယ်ဇာရေးဆရာတယောက်ကိုချီကျူးတဲ့ပွဲပဲထင်ပါရဲ့အဲ့ဒီပွဲမှာဒေါက်တာထင်အောင် ဆိုတာကစကားတစ်ခုပြောတယ် ဝိထုဆိုတာဟာတမိတို့လူသားတွေပြေပုံးခိုးတဲ့နေရာတစ်ခုတည်းအမေရဲ့လူသားတွေဟာကိုယ့်ရဲ့တကယ်ပတ်ဝန်းကျင်ကိုရင်းငွေ့လာတဲ့အခါမှာဝိထုကိုကင်ဖတ်ပြီးဝိထုတွေကကဘာမှာတွားရောက်လဲပတ်ကြတာပဲလက်ရှိခံစားနေရတဲ့ဒုက္ခတွေကထွက်ပြေးပြီးဝိထုကဘာမှာခိုးပုံးကြတဲ့သူပြောတာတွေကတော့အများကြီးပါပဲဒါပေမဲ့တမိကဒီစကားပိုက်ကိုပဲစိတ်ထဲမှာစွဲလာတယ်အိမ်ကိုပြန်လာရင်လဲခေါင်းထဲမှာဒါကိုပဲတွေးလာတယ် ိမ်ပြန်ရောက်တော့ဒေါက်တာထင်အောင်ကိုကျေးဇူးတင်လို့မဆုံးဘူး။ဘာဖြစ်လို့လဲဆိုတော့တမီးကို အသက်ရှူချက်တဲ့ဒီကဘာကနေထွက်ပေါက်တစ်ခုကိုဒီပုဂ္ဂိုလ်ကြီးကညွန်ပြခဲ့တာပဲ။အဲ့ဒီနေ့ကစားရပြီးတမီးကစားရရေးတာပဲ။အသက်ရှူရချက်လာပြီလား။ရင်ထဲမှာမြို့သိပ်ပြီးခံပြင်းနေရတာတွေညားလာပြီလားဆိုရင်တမီးတယောက်စားရထိုင်ရေးတော့တာပဲ။အဲ့ဒီစားရဟာဝတ္ထုတွေအဖြစ်ပေါ်လာတော့တမီးဟာစားရသူဖြစ်လာတာပေါ့။အမှန်တော့တမီးရဲ့မျက်မှောက်ဝန်းကျင်က ြည့်ထွက်ပြီးစာရေးတဲ့ကဘာမှာခဏဝင်ခူလိုက်တာပဲစာရေးတုံးဆိုရင်တော့မေတကယ်ကိုပဲမျက်မှောက်ကဘာကိုမေ့ပါရဲ့သမီးစိတ်ချမ်းသာတယ်ဒါကြောင့်တည်တည်ကြာကြာစာရေးလာတဲ့နှစ်နှစ်အတွင်းမှာသမီးချမ်းမှာရေဟာတက်လာတယ်ပါးရီလည်းပြန်ပြီးဖောင်းလာတယ်လူကလည်းအရင်လိုအိပ်ရတဲ့လဲနေတဲ့အချိန်ရဲလို့မရှိတော့ဘူးမေစာရေးပြီးတဲ့အချိန်မှာတော့သမီးလေးပဲသွားနေတယ်လို့အမေကမေးပေလိမ့်မယ်သမီးကဘာတစ်ခုဖန်ဆင်းထားတယ်အမေရဲ့အဲ့ဒီကဘာမှာသမီးကသွားနေတာပေါ့ အမေမျိုးလုံးပြူသွားသလားရင်ကိုလက်နဲ့မပြီးအံ့ဩမှာပဲနော်အင်းလေအံ့ဩမှာပါပဲသမီးကကဘာတစ်ခုကိုဖမ်းဆင်းနေဆိုတော့အံ့ဩစရာပဲပေါ့အဲ့ဒီကဘာကအိမ်မက်ကဘာပေါ့သမီးစိတ်ကူးထဲမှာဖမ်းဆင်းထားတဲ့ကဘာပေါ့အမေအင်တန်ပူပြင်းတဲ့နေအောင်အောက်မှာရုပ်မရောက်ခင်လမ်းလျှောက်ရတာဟာချွေးတီးတီးကျနေတာပဲဒါကိုသမီးကညင်းငွေပြီးစိတ်ပြင်းမဲနေရင်ဖြစ်မလားလူတွေတိုးခွေပြီးပြုတ်သိမ့်နေတဲ့ဘတ်စကာစီရတဲ့ဘဝကိုသမီးကဆက်ဆုပ်လို့ဖြစ်မလား ဒီလိုသမီးကနေရောင်ကြီးတွေကိုနှွေးနှွေးလေးဖြစ်အောင်ဖန်ဆင်းလိုက်တယ်။စာအုပ်မှာနေကြအောင်နှွေးလာပြီဆိုရင်ငှက်လေးတွေရဲ့ပြားလေးတွေရဲ့ပြန်ချမြူကြတယ်မဟုတ်လားအမေ။သမီးတို့လည်းနေရောင်ကြီးထဲမှာမြူထူသွားလာကြရတာပဲလို့သမီးကဖန်ဆင်းလိုက်ရတယ်။နေ့နေ့ယုံစင်းလို့ဆရာစီကိုစာတင်မိအောင် အပြေးလွှတ်ပြန်လာရတဲ့အချိန်များဆိုရင်ပိုက်ထဲမှာလည်းစာတော့ရင်ထဲကိုဆို့နေတာပဲ။ အဲ့ဒီအချိန်မှာဆိုရင်တက်တူចောင်းတော်ကြီးမှာမပူမပင်စာတင်နိုင်သူတွေចောင်းဆင်းလာခြင်းဆိုတော့သမီးနာမှာကားကြီးတွေတဝီဝီနဲ့ဖြတ်သွားကြတဲ့အချိန်ပေါ့အမေသမီးကတော့ရုံးလွယ်အိမ်လေးပကုံးထမ်းပြီးအိမ်ရောက်ပြေးနေရတော့မယ်အဲ့ဒါနေကြည့်ပြီးသမီးကကားကြီးတွေတက်တူចောင်းတော်ကြီးတွေကိုလွမ်းဆိုတတနေလို့ဖြစ်ပါမလားအမေမဖြစ်နိုင်ဘူးအမေရဲ့အဲ့ဒီလိုတတစိတ်ကူးယဉ်ကျေးကတော့အောက်ခြေလွတ်တဲ့ခေါ်တဲ့အမေရဲ့သမီးကတော့ကိုယ်ဆရာစီမြန်မြန်ပြေးပြီးစာရီတင်လိုက်တဲ့ဆို ဟောညီငွေပင်မန်းနဲ့ကဗျာကြီးကိုကဗျာကြီးကိုမှုသွားပြန်ရောမကောင်းဘူးလားအမေမိုးကိုရောက်ပြန်အောင်မယ်မိုးရောက်တော့လေရုံးမရောက်ခင်ရွာချတဲ့မိုးလောက်စိတ်ဆိုးစရာကောင်းတာမရှိဘူးလေရောမိုးရောများတွန်ချလိုက်ရင်ဘယ်လိုပဲထိဆောင်မိမဲ့တကောလုံးရွှဲရွှဲဆိုလို့ရုံးရရင်ခိုက်ခိုက်တုံနေတာပဲဒီတော့တွန်ချလာတဲ့မိုးတွေကိုတမီးကမိုးပွင့်မိုးပန်းနေအဖြစ်ပြောင်းပြစ်လိုက်တယ်အမေ တခါလေမိုးပေါက်တွေဟာတမီးဖော်ဖြစ်လာပြီးသူတို့နဲ့အတူပျော့ပျော့ရွှင်ရွှင်လမ်းမှာကစားလာတာပေါ့လမ်းပေါ်မှာရေတွေရှမ်းလာရင်လေတမီးခုံဖနက်ကိုရေစီးချောင်းမှာမျောရင်တမီးရုံကိုရောက်လာတာပဲစိတ်ထဲကတော့ဟဲ့ဆန်းချောင်းလေးမှာစက်ကူလေလေးကိုမျောပြီးကစားနေတယ်လို့မှတ်ရတာပေါ့အမေတမီးကိုမရေနဲ့နော်တခုတော့ရှိတယ်အမေတခါတလေအိမ်မက်ကဘာထဲမှာပြေပုံးလို့မရတာတခုရှိတယ်ဘာလဲဆိုတော့တီကောင်ကြီးတွေအမေကြီး ခြေတလုံးမြုပ်တဲ့ရေထဲချောက်ရင်ရေဆက်ရောက်လို့လက်တန်းလက်မလောက်တီကောင်ကြီးရေများနေမိရင်နှကန်းပြအောင်အော်လိုက်မိပါရဲ့ကြောက်တာကိုအမေရဲ့ဝိထုထဲမှာဆိုရင်ဇက်လိုက်ကောင်းမလေးကိုမျှော့တွေ့ရင်ဖြစ်ဖြစ်တင်းနေမိရင်ဖြစ်ဖြစ်နန့်အော်လိုက်နန့်အော်လိုက်တဲ့အခါမှာဇက်လိုက်ကောင်းလေးကလာခဲ့ရတယ်မဟုတ်လားသမီးကတော့ဘယ်ဟုတ်လိမ့်မလဲပဝင်းညင်ကြည့်လို့လေလူတယောက်မှမရှိဘူး မောင်မဲနေတဲ့ကောင်းငင်နဲ့တအားတွန်ချနေတဲ့မိုးပေါက်သာရှိတော့ဒီကောင်များမြင်လိုက်ရင်ဘာပြောကောင်းမလဲထမင်းကိုတူတူမှပြီးစွတ်ပြေးတော့တာပဲအမေကတော့ထင်ပါပဲတမီယုံတဲ့ရတာလေထဲမှာလားတမီရဲ့ဒီလောက်ရည်တွေများလာလို့ပြောမှာပဲမဟုတ်ဘူးအမေရန်ကုန်မြို့ကြီးပဲဒါပေမဲ့မြို့ထဲနေတော့နည်းနည်းဝေးတယ်မိုးရင်းကြားလို့မိုးသေးရင်တမီဖြတ်ချောက်တဲ့လမ်းကရည်တွေပြည့်နေတာပဲအဲ့ဒီကြားဖြတ်မောင်းသွားတဲ့ကားပြောင်ကြီးတွေက ရေပန်းထားပြီးတမီးတို့လမ်းဘေးကလူတွေကိုဆင်းလိုက်တာမျိုးမပြောနဲ့တော့ဒါပေမဲ့တမီးကပြောတယ်တမီးရဲ့အိမ်မက်ကဘာထဲမှာတွားနေတယ်တမီးဖန်ဆင်းတဲ့ကဘာဆိုတော့တမီးစိတ်တိုင်းကြဖို့အမိအဲ့ဒီကဘာမှလီနေအောင်ကြီးတွေဟာတခါတလေခရမ်းရောင်လေးတခါတလေတော့တောက်တောက်ပပဖြူဖြူဆင်ဆင်ပဲပန်းမွင့်လေးတွေကလည်းယာစီမပြတ်ပွင့်ကြတယ်ဒါပေမဲ့ဒီပန်းကလေးတွေညှို့ကြသွားအောင်လို့တော့နေအောင်ကြီးမပူပြင်းအောင်တမီးကတောင်းပန်ထားတယ်နေအောင်ကြီးထဲမှာကိုက ကရုဏာရဲ့ငွေသက်တွေပါဝင်နေရမယ်ပေါ့။တမီးရဲ့ကဘာမှာချက်ချင်းမုံချင်းရက်ဆက်ချင်းနဲ့ဂုံပကတနာလည်းမရှိပေဘူးအမေရဲ့။ပိုင်ဆိုင်ချင်းဆိုတဲ့သဘောတရားကလည်းမရှိလေတော့အာနာတို့စိုးမအုပ်ချုပ်ချင်းတို့လည်းတမီးရဲ့ကဘာမှာမရှိပေဘူး။တမီးတယောက်တည်းဆိုတော့မနာလိုမဲ့လူအတင်းပြောတဲ့လူလည်းမရှိလေတော့တမီးစိတ်တွေကချမ်းကြီးနေ။အမေကမင်းရဲ့ကိုကိုရော အဲ့ဒီအိမ်မက်ကဘာတဲ့ဘာလို့မခေါ်လဲလို့ပြောမှပဲသူ့ကိုခေါ်ရင်ချစ်တဲ့စိတ်ဆိုတာကရှိအောင်မယ်ဘုရားသခင်ကဟောကြားတော်မူခဲ့တယ်မဟုတ်လားဆိုရင်ပူပန်ခြင်းဒီချစ်ချင်းကြောင့်ဖြစ်၏ချစ်ချင်းကင်းကဆိုရင်ပူပန်ခြင်းကင်း၏တဲ့အမေရဲ့ဒါကြောင့်ကိုယ့်ကိုမခေါ်တာပါအမေပြီးတော့လေသူနေရတာကစစ်သားဘွားအဲ့ဒီစစ်သားလူလူတယောက်ကတမီးရဲ့အိမ်မက်ကဘာတဲ့လာနေလို့ဘယ်လိုဖြစ်မလဲအမေတမီးရဲ့ကဘာမှာလာမင်းကိုတိတ်မဖုံးဘူးအမေ မဲနေတဲ့ဒိန်ထိုင်ကြီးတွေရဲ့သဘောဟာရက်ဆက်ချင်းနဲ့စိုးမို့နိုင်ကျင့်ခြင်းရဲ့အတိတ်ပဲအတွင်ကိုဆောင်နေလို့ယူဆတယ်။ဒီတော့တိန်တိုက်တွေဟာလာမင်းကိုမဖုံးစေခြင်းဘူး။လာမင်းရဲ့သဘောဟာငြင်းချမ်းခြင်း၊ဖြူစင်ခြင်းနဲ့အေးမြတာယာခြင်းရဲ့အတွင်ကိုဆောင်ရမှာပေါ့အမေ။အတိတ်အတိတ်တဖန်ပြန်လဲဖြစ်ခြင်းဆိုတဲ့သဘောကလည်းမရှိလေတော့တမီးရဲ့ကဘာမှာဟောင်းနှန်းဆွေးမြေ့ခြင်းလည်းမရှိပေဘူး။မိုးပေါက်ကလေးတွေဆိုလေပြင်းထန်တဲ့မိုးသီးမိုးပေါက်ကြီးတွေမဟုတ်ဘူးအမေရဲ့။အိပ်ပျော်နေတဲ့ပန်းမွင့်လေးတွေဒိုးလာကြရုံပဲ။ ွာကြတဲ့မိုးပေါမိုးပဲလေးတွေကိုပြီးတော့မုံသားရင်တို့လေနီချမ်းတို့လည်းမရှိကြဘူးဒီတိုက်ပုံကခန့်နှွဲ့နှဲ့ရေသမီးရဲ့ကဘာကပင်လေပင်ဟာလဲလိုင်းတဘိုးတွေမရှိဘူးစမ်းရည်လိုနွဲ့နွဲ့အေးအေးလေးပဲတိုင်းအောင်အောင်မှလှုပ်ရှားနေကြတာပဲကြွေစုံချင်းဆိုတာမရှိလေတော့လေကြွေခွင်းရချင်းဆိုတာလည်းမရှိပြန်ဘူးဒီတော့စိတ်ဝေဒနာဆိုတာတော်တော်ကင်းတာပဲအမေကတော့သမီးတယောက်စိတ်ကူးရင်ပုံကိုတွေးပြီးများရေနေမလားအမှန်တော့သမီးကအမေကိုတရားကြလို့ပါအမေရဲ့ တမီးမြင်ရတဲ့လောက်ဖြစ်မိမိဘဝဟာတစ်ချက်မှမအေးလိုက်ရဘူးမိမိသားတွေတမီးတွေလူစင်မိဖို့မိမိအိမ်ထောင်စုချမ်းသာဖို့မိမိမှစူးစမ်းလိုက်ရတာတစ်ချက်မှမနာရဘူးတမီးတို့တည်းတွေလည်းအရွယ်ရောက်ရောမိမိပဲဖြတ်ကနေဆိုတေးရရောဒီတော့အသက်ရှင်နေမှမိမိဘာများခံစားလိုက်ရတယ်လဲငင်းချမ်းရဆိုလို့တကွက်မှလည်းမရလိုက်ဘူးတမီးတို့အမေလိုအသိမခံနိုင်ဘူးဒုက္ခတွေအနန္တတော့တွေ့မှာပဲအဲ့ဒီဒုက္ခတွေတဲကတမီးရဲ့အေးကွက်တကွက်ရအောင် ရှာပြီးနေရမှာပဲအမေ စိတ်ချတော့အမေအမေသမီးဟာလူလောကမှာနေတဲ့စားတဲ့နေပြီ လောကရဲ့ဒုက္ခတွေဟာသမီးကိုမလွှဲမိုးနိုင်တော့ဘူးသမီးကဘာစီကိုဒီဒုက္ခဆင်းရဲတွေဟာရောက်မလာနိုင်ကြတော့ဘူးတကယ်လို့များအမေသာအသက်ရှင်နေသေးတယ်ဆိုရင်လေသမီးရဲ့အိမ်မက်ကဘာစီကိုတစ်ခေါက်လောက်တော့ခေါ်သွားလိုက်ချင်ပါသေးရဲ့အမေတယောက်တမဲလွန်မှာနေပင်ယောက်ျောင်းတရားပွားများအားထုတ်နိုင်ပါစေလို့ဆုတောင်းပါတယ်သမီးချူအထက်ပါစားများ စာတေယုံသူရောက်လာသောစာရဆောင်ဖြစ်ပေသည်စာဤပေါ်တွင်ဘဝတစ်ပါးပြောင်းသွားသော အမိတို့ဟူ၍ပါရှိလေသည်စာတေယုံရာရှိတို့သည်စာကိုပြန်ပို့ရန်အတွက်ပေးသူလိပ်စာကိုလည်းမသိတမလုံတို့ယူဆောင်သွားရန်ကလည်းမဖြစ်နိုင်ပေထို့ကြောင့်စာများကိုမိချိုဖြည့်ဆည်းပြည့်ရန်ဆဲဆဲတွင် ထိုစာကိုဖတ်မိကြလေသည်စာရေးသူများသည်ကဘာကိုဖန်ဆင်းနိုင်မည်သည်ဟုသူစာကဆိုပေသည်ဘယ်လောက်ထိမှား၍ဘယ်လောက်ထိမှန်သည်ကိုတော့မပြောနိုင်ပါခင်နှင်းယူ ်မိမိအိမ်မဲလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖက်ပြပေးကြပါလေ။နာတော်တဆင်ပြေးကြပါအောင်ခင်ဗျာ။မိမိဟာခေတ္တဘောအရမျိုးဆက်ကွာဟာမှုအဲ့ဒါကိုခဏခဏတွေးနေမိတယ်။ခဏလူငယ်တွေပဲလေ။ဒါလေအတွေးခေါ်ဆန်းတက်လာခြင်းလားမေ။အရေးအတွေးတွေဆုပ်ယုပ်သွားတာမျက်မြင်ကိုတွေ့ပဲ။ဥပမာပေါ်သမီးရဲ့မိမိဖက်ခဲ့တဲ့စာအုပ်တွေမမကြီးဖက်ခဲ့တဲ့စာအုပ်တွေကိုသမီးဖက်တဲ့စာအုပ်တွေနိုင်ရှင်ကြည့်ရအောင်။ မိမိကဂျာနေကျော်ဦးချင်းမောင်ရဲ့စာအုပ်တွေဆရာမကြီးဂျာနေကျော်မမလေးစာအုပ်တွေဗမော်တင်အောင်တို့ဆရာမြတ်တန်းတင်တို့စာအုပ်တွေဖီမာရှယ်မွန်ဂိုမာရီအထုပ်ပတိဟင်နရီတိုဂျိုအာရီဗျလော်ရင်ဂျာမနီစစ်ကောင်းဆောင်ရူမဲတို့အထုပ်ပတိတွေစသဖြင့်ပေါ့တမိမမကြီးကြတော့ဆရာလင်းယုံမောင်မောင်မောင်မိုးသူမောင်ဝန်တညဉ့်ငင်းတို့ဘာသာပြန်တဲ့စာအုပ်တွေခြေကွေဘာသာတို့နဲ့စစ်နဲ့ငင်းငင်းရေးတွေကမင်းသားအင်ဒရီတို့ဟာ တမီးကြီးရဲ့စံပြဆက်လိုက်တယ်ပေါ့ဘိုးချုပ်ကြီးမွန်ကိုမာရီယာပကာတနာမမက်တလူသူ့ကိုယ်သူရှေတန်းတင်ခြင်းနဲ့စိတ်လေမချိပါဘူးဆိုတဲ့အချက်ကိုတမီးမမကြီးကတိတ်တဘောကြတာတမီးမမကြီးဟာအပေါ်ရင်အရေပြားတစ်ထောက်အလှထက်နှလုံးသားအလှဘုံနောက်အလှအတိညာအလှတို့ကိုဦးစားပေးခဲ့တယ်။ဒါကြောင့်လေတမီးမမကြီးဟာမိမိစိတ်ကြိုက်တမီးကြီးဖြစ်ခဲ့တယ်။ gain တမီးငယ်ကရော တမီးသေးတဲ့အတိုင်းမိမမကြီးကိုမိမိ28နှစ်မှာမွေးခဲ့ပြီးတမီးလေးကိုမိမိ38နှစ်အရွယ်ကျမှမွေးခဲ့တာ10နှစ်မှာဒီမျှကွာခြားဖို့မသင့်ပါဘူးမိမမကြီးအရေးသေးတောက်ပြောင်မှုကိုမိမိတမီးငယ်လုံးဝလိုက်မမြင်ဘူးပြောရင်မင်းဝမ်းနေမှလားတကယ်လို့တမီးဟာတက်ကြီးသားအများအားဖြင့်တက်ကြီးသားတွေဟာထူးချွန်တတ်တယ်တဲ့မိမိဟာဒါကြောင့်မို့တမီးငယ်ရဲ့အနာဂတ်ကိုအများကြီးမျှော်မှန်းခဲ့တယ်တမီးလေးပေါ်ယုံကြည်အားထားမှုတွေအများကြီးထားခဲ့တယ် မမေမျော်လင့်ထားသလိုတမိဟာအတန်အသင့်လိမ်မာခဲ့ပါတယ်။တနည်းတန်းတန်းမှန်မှန်အောင်တဲ့အပြင်ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်ခဲ့တယ်။ဒါပေမဲ့ဒီငါးလုံးရခဲ့တဲ့မြင့်ဖြစ်ဖြစ်ကတော့ဒီတလုံးမှမရတဲ့တမိအတွက်နည်းနည်းမှမကျေနပ်ခဲ့ဘူး။မင်းအောင်စင်းထွက်တဲ့နေ့ကအဆိုဖေဖေတနည်းလုံးစကားမပြောတော့ဘူး။ညင်သွားလိုက်တာ။မိမိကတော့ကိုရဲကြားတဲ့သူတွေအများကြီးပဲ။နှစ်ချင်းပေါက်အောင်သွားလာမဆိုးလှပါဘူး။ပြီးတော့ကလေးကအသက်15နှစ်တသားပဲရှိသေးတာတမိဘက်ကကာကွယ်ရင်းဖြည့်သိမ့်ရသေးတယ် ။တမီးမမကြီးဟာဆယ်တန်းကိုဒီနှလုံးနဲ့အောင်ခဲ့ပြီးခုဆိုရင်စာကြည့်တိုက်ဒီပလိုမာဖွဲ့ရပြီးရန်ကုန်တက္ကသိုလ်မှာစာကြည့်တိုက်မှုဖြစ်နေပြီ။တမီးကိုခန်းဒီဆေးရုံမှာမွေးပြီးစနေတမီးမမကြီးကျောင်းကလာကြည့်ပြီးဘာပြောလဲသိလား။မိမိမြမလေးကတမီးထက်တော်ရမယ်။အငယ်ရီဟာပို့ပြီးထူးချွန်တတ်တယ်တဲ့။တမီးရဲ့ဖေဖေကတော့တမီးကိုသူ့လိုဆရာဝန်ဖြစ်ဖြစ်စေချင်တာကွ။မိမိကတော့သူ့ဟာသူအရင်အချင်းနဲ့တော်နေရင်ဂျင်းနဲ့တာပါပဲ။ မိမိတို့ចောင်းဆရာမဖြစ်လေចောင်းသားလူရဲ့တွေအများကြီးမွေးထုတ်ပေးနိုင်တဲ့ဆရာမတယောက်ဖြစ်လာမယ်ဆိုရင်လေကျေနပ်တာပါပဲမိမိရဲ့ရည်မှန်းချက်ကတော့တမီးဟာစာရေးဆရာမကြီးဖြစ်လာရမယ်တမီးလောကကြီးမှာအကောင်းဆုံးအရာဟာဘဟုတုတ္တရှားဝေလေးလာခြင်းဖြစ်တယ်အဆိုးအဝါဆုံးကတော့ပြည့်လူပြုခြင်းပို့ဆာခြင်းတို့ဖြစ်တယ်လို့မိမိစောက်တုပ်ဖတ်ရဘူးတယ်တမီးကဘယ်အုပ်စုထဲမှာပါမယ်မိမိထင်လဲတမီးပြန်ပြီးတော့မိမိဘယ်လိုပြန်ပြောရမယ်တော့မသိဘူး တမိဟာရီမန်းကျက်ပန်းနိုင်ကိုမမျှော်မှန်းနဲ့အနာဂတ်မရှိတဲ့တငယ်ချင်းအုပ်စုနဲ့စပေါင်းစပြုနေပြီမိမိကတမိကိုမပြောရပြောရနဲ့ပဲတမိတော့မသိဘူးတမိပေါင်းသင်းတွေကတော့ဒုတိယအုပ်စုထဲပါနေတယ်ကိလေဥပြုခြင်းပေါ့ရော့ခြင်းဆိုတဲ့အတိုင်းဓာတ်လေးမိမိကစကားပြောရင် စိတ်လည်းထွက်သွားမိတယ်ကွယ်တမိလေးကလည်းဟင်းဆိုပြီးနှာခေါင်းလေးရှုံလို့မိန်းကလေးတံမဲနဲ့အတန်းလေးပြီးရီစားထားကြတာခုနှစ်တန်းရှစ်တန်းတွေကပဲ ဒီထင်ကားသမီးလေးမပါလို့တော်သေးရဲ့လို့မှတ်ရတာသူတို့ဟာတနေ့တနေ့ပေကျိုးတစ်ချောင်းနဲ့ယင်တို့တင်တို့တိုက်နေကြတာသူတို့ရဲ့အမြင်မှဆိုရင်ရည်ရွယ်ချက်ကတော့ model ဖြစ်ဖို့လေလေသမီးလေးကတနေ့တနေ့မှန်ကြည့်တာအခါခါပဲသူ့ကြားဦးလာကတော့အကြီးတန်းမှန်ကြားရတဲ့ငါတို့သမီးလေးဟာလှလဲလှရဲသားနေသူကနည်းနည်းချက်သွားတယ်မိမမကြီးကအချိန်ကိုတိတ်နှမျောတာ သူ့မှာအချိန်ဟာဘယ်တော့မှတောက်တယ်ရေမရှိဘူးအချိန်နေပူနေပါလေညီမလေးရဲ့ မမကြီးကခဏခဏညီကြီးတို့သမီးကမကျင်တတ်ဘူးလူတဦးရဲ့တန်ဖိုးတွက်မှုဟာလူဟာအချိန်ကိုဘယ်လိုသုံးချသွားတယ်လဲဆိုတာတွေ့ရမှာပဲသမီးဆယ်တန်းအောင်ပြီးမှပေါင်းတဲ့တငယ်ချင်းတွေလည်းမဟန်ပြန်ပါဘူးကိုမိဘဝင်ွေကဘာမှမရှိပဲလူလေးသူလေးနဲ့2000ကျော်တန်ဖက်စည်းကျင်တဲ့တငယ်ချင်းကိုအားကြရမှာလားအမေလီသမီးကြတော့4000ကျော်တန်ဖက်မှစည်းကျင်တာလေသမီးမမကြီးမှအเจ้าနေလာရာကနေအလုပ်ဝင်နေသည့်စီးတဲ့ဖက်ဟာ ၂၀၀ပတ်ဝန်းကျင်ချယ်ရီတို့ရင်းမာတို့ပဲသူ့ချက်တော့တွယ်တွယ်နဲ့ခြေပမိုးဖြူဖြူလေးနဲ့၂၀၀နဲ့ဖက်နှက်စည်းတာဟာ၄၀၀နဲ့ဖက်နှက်စည်းတာတက်လှသည်တမီးတို့ဟာအည်သေးတောက်ပြောင်အောင်လုပ်ဖို့ထက်ခြေောက်ကိုအလှဆင်ဖို့ပို့ပြီးဆရာထက်တန်နေကြတာကိုကာဝနီစကတ်တွေ ဆိုလေတောင်ကနန်းနေမမကြီးက900နဲ့ထမိန်နဲ့ညင်းနေရောက်ရဲနေတဲ့အချိန်မှာတမီးကတောင်ကနန်းအဝတ်အစားဖက်နှက်တွေနဲ့မိမိရဲ့တချို့များတောင်းချီပေးရတာအဲ့ဒါလို့တမီးမပူစားပါဘူးတဲ့ မမကြီးကစိတ်တူလာပြီးအေးအဲ့ဒါကြောင့်ဟိုဥစ္စာတွေဖြစ်ကြလာပေါ့ပြောလိုက်တယ်အဲ့ဒါသမီးကတံပြန်စိတ်ဆိုးပြီးတာရာဖနက်စီပြီးចောင်းသွားမယ်လေလီမိမိကသမီးကိုထရိုက်ရှင်လိုက်တာလက်ကိုရားနေတာပဲဒီမိဘဒီအမတွေကြားတယ်ဒီလောက်တလွဲစပင်ကောင်းရမလားလို့လူငယ်တွေဟာကို့အနာကက်ကိုကိုမတွေးဘူးဆိုရင်ကျိုးဆွဲချသေးတယ်လို့ဖြစ်တော့မှာဩမိမိရေးကြီးပြောရအောင်မယ်ခုတလောသမီးတို့ဖြစ်နေတဲ့ကိစ္စပေါ့ဆယ်တန်းအောင်လာပြန်တော့စောစောတုန်းက ဖနက်တံမိုးတွေကို စီးဖို့ရည်မှန်းချက်ကြီးမားတဲ့သမီးဖနက်အဖိုးတံတွေကိုစီးဖို့ရည်မှန်းချက်ကြီးမားတဲ့သမီးတငယ်ချင်းနှစ်ဦးသုံးဦးဟာကောင်းလေးချောချောတွေချိတ်မိဖို့ဝါသနာကရှိနေတော့သူတို့ရုပ်ရည်နဲ့သူတို့သူတို့ရုပ်ရည်နဲ့သူတို့ကဆွဲလေးပြန်မကြတဲ့ကောင်းလေးကိုတမိနဲ့အောင်သေးပါလေရော ။သမီးရဲ့ယုံလေးကလှတယ်မဟုတ်လား။ကောင်လေးကသမီးကိုကြိုက်တော့မှပဲ။ကောင်လေးဟာရုပ်ရည်အားကိုးနဲ့ရေးစားခတ်များများအတွေ့အကြုံကလည်းရှိနေတော့သမီးကိုအတင်းမဲ့ချစ်တယ်ကြိုက်တယ်ဖြစ်လာပြီးသမီးကလည်းပြန်တုံ့ပြန်ခြင်းတလို့ဖြစ်လာတာပေါ့။ဒါပေမဲ့16နှစ်ဆိုတဲ့အရွယ်ဟာတိတ်ငယ်ပါသေးတယ်။သမီးရဲ့အဆုံးအဖြတ်တွေဟာဘယ်နည်းနဲ့မှမမှန်နိုင်ဘူးသမီး။မမကြီးရောမမေကရောအခါခါတတိပေးရတယ်။သူတို့ရဲ့အောင်တဲ့တော်ဇလန်းကလေဒီကိမှာအဆန်းသာ။မိမေတို့တကားမှမတွေးမိတာတွေပေါ့။ ။တမီးနဲ့အုပ်စုဖွဲ့တမီးကိုရင်းနှီးစားပြုတဲ့အခါမှာသူတို့ဝင်ပြီးအယောတဝင်နေကြတာလေ။တမီးလေးတယောက်ရဲ့ခါကိုတို့တဲ့မိန်းကလေးဆွဲလာပါလာလုပ်တဲ့မိန်းကလေးတွေကိုမမေနားမလဲတာအမှန်ပါပဲ။ငါတမီးလေးတီတီတက်တက်လေးနေလို့တော့တော်ပါသေးရဲ့။ဒါပေမဲ့ကြာလာရင်ဘာဖြစ်မလဲဆိုပြီးအစိုးရိမ်သားကွယ်။မမေနဲ့တမီးမမကြီးတို့ဟာခေါင်းချင်းဆိုင်တိုင်မြင်ပြီးရင်မောခဲ့ရတာတော့အမှန်ပါပဲ။မမေနဲ့မမကြီးတို့ဟာကိုကိုမှမကြိုက်နှစ်သက်တဲ့ယောက်ျားတူကို စိတ်ထဲကချစ်အောင်တော့ အနေထိုင်ပြတ်သားရမှာပဲတစ်ဖက်သက်ချေဟာဆိုးပါလေဆိုတဲ့ကိုမြကြီးတချင်းဟာယောက်ျားလေးများအတွက်သားလို့မိမိတွေးခဲ့တာဟာမှားနေပြီပေါ့အစကနေဦးကသူ့တင်ငယ်ချင်းတွေထိရင်တမိကခံနေတာမဟုတ်ဘူးခုလိုတင်ငယ်ချင်းတွေရဲ့စိတ်စေတနာဟာသူ့ပေါ်မမှန်မှန်သိတော့လေမိမိကိုတမိဝန်ခံလာပါလေတန်လေးရဲ့ရည်တင်ရွှေတမင်အလိုက်မားလေဆိုတာဒါမျိုးပေါ့ဒါကြောင့်မို့16နှစ်တမိတွေယောက်ျားလေးနဲ့မိန်းကလေးအလိုလိုလိုပါဖြစ်ကြအောင် ခြားရောင်းသွေးဆောင်မှုဆိုတဲ့ဥပဒေကြီးကရှိနေတော့အဲ့ဒါဘာလို့လဲသိလားတမိဟာအင်မတန်ငယ်လွန်းပြီးမိခင်နဲ့ရင်အောင်မကွာရှိနေတော့မှုလို့ပဲတမိရဲ့အောင်တယ်တော်တွေကလည်းတမိဘက်ကကောင်းလေးကိုခက်ပြက်ပြက်ဆိုရင်သူတို့အကြောက်ကြတော့မယ်။နှစ်ယောက်သုံးယောက်ကောင်းလေးကိုဝိုင်းလူကြတော့ကောင်းလေးကဝါဒနာခက်ပါပါနေဆိုတော့အတော်ပဲပေါ့။မင်းမမကြီးကတော့ပကံခေတုံးကဖယ်မင်းကြီးမင်းသားမိဖုရားဖြစ်ခဲ့ဘူးတယ်မသိဘူး။အဲ့ဒီအောင်တယ်တွေကောင်းလေးကိုဝိုင်းကြရင်တဦးတို့ရိုက်ကြ တိုက်ပွဲကြီးဆင်နွှဲကြပါစေသားရည်လီရဲလိုက်ရတာယူလိုက်တဲ့မင်းမမကြီးမြမလေးကိုငုံထားမတက်ချစ်လုံးလို့ယူနေချတာလီဒါပေမဲ့မေမေကပြောရတယ်ဒေါက်တာရိုက်ဇာဟိုချီမင်းနဲ့ချစ်ခွေဘာသာရီဖတ်ခဲ့တဲ့ငါသမီးကြီးစိတ်တေချောလို့သူကမြေကြီးဆတ်ဆာနေသူတို့ကိုထိုက်တန်တဲ့ဒဏ်တော့ခတ်ရမယ်လောကပါလာညီမျှခြင်းမှာကောင်းတာကိုဆုချဆိုးတာကိုတန်ပြီးအဲ့ဒါခဏိတိပဲတဲ့မမကြီးကစာတန်ပေတန်နဲ့ပြောနေသေးရဲ့ သူ့တန်26နှစ်ပြည့်ခဲ့ပြီရီစာမထားဘူးတော့သူ့ညီမလေးအတွက်စိုးရိမ်တာပေါ့တမီးလေးကအဖြူခံတက်တက်လေးတမီးတက်ကြီးတဲ့16နှစ်အရွယ်16နှစ်အရွယ်လေးရဲ့အယောင်ဆိုးမှုကိုသူ့အင်မတန်စိတ်ဆိုးနေတာတော့အမှန်ပါမိမိကတော့ဒါတမီးလေးအတွေ့အကြုံအသေးစားတစ်ခုဖြတ်တန်းတာတမီးလေးတနေ့မှဇာတ်ရေးဆရာဖြစ်လာရမယ်အီမေဂျာနဲ့တက်ကူတက်နေတဲ့တမီးလေးအင်္ဂလိပ်စာတွေဖတ်ပြီးနောက်တနေ့ဇာတ်ရေးဆရာမှာကဘာအထိသူ့စာတွေပြန်နှံပြီး ပူစစ်စာစုတို့ပူလီစာစုတို့ဘာလို့မရဘူးလို့ဘယ်ပြောနိုင်တလဲမိမိကတော့မမကြီးတက်တူခေတုံးကဖတ်ခဲ့ဘူးတဲ့ကြပြာတစ်ပုဒ်ကိုအမှတ်ရနေမိတယ်တမီးလေးရဲ့ရှေးရေးစဉ်းစားရင်ရင်သာမောရတဲ့မိခင်တွေရဲ့ရင်စာချင်းတွေပြည့်စည်ကွယ်တို့မြေကြီးများလဲအာဖြစ်ပြောင်းလိုက်မယ်ခင်ဆွေဦး ဒီကနေ့ဖျက်ပြခဲ့တဲ့ဝိထုတို့လေးကိုချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာရှင်သူညီကောင်မောင်တို့များအားလုံးကာယစိတ်တနှဖျားသောဒုက္ခများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ